မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်လေတက်ကပိုင်လော်ရီတကောင်မှမလွတ်စေနဲ့ဆိုတဲ့ဆောင်းပါတင်ဆက်ပေးပါမယ်လေကြောင်းတိုက်ခိုက်မှုဆိုတာ2021ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့အချိန်ကလေးကအခုထိလှုပ်လာတာနားရက်တောင်ရှိမယ်မထင်ဘူးအခုရက်တည်းဆိုရင်တပင်းရင်းမျိုးတွေကစတင်ကြောင်းကိုပုံကျဲရဲ့ဖြစ်စဉ်ကအတော်လေးဆိုးတာတွေ့ရပါတယ်စတင်ငယ်ရဲ့ကလေးငယ်တွေခမညာမြင်ရစရာတောင်မရှိဘူးသတင်းတွေအဖက်ကြီးပြန်တော့လဲရခိုင်ကရင်ရှမ်းမြောက်စကိုင်းမွန်ပြည်နယ်ကချင်ပြည်နယ်တနင်္ဂနွေလုံးနှီးပါးကိုစေအုပ်စုကဘုံပတ်ကျဲထားတာ တွေ့ရပါတယ်။ဘုံကျဲတာနဲ့ပတ်သက်လို့မြေပြင်က PD ရဲ့ရဲဘော်ပြောတာလေးတတိယမိတာရှိတယ်။ရဲဘော်ပြောတာကတော်လိုင်းတပ်ဖွဲ့တွေဘက်ကစစ်ကောင်စီစခန်းကိုတိုက်တဲ့အချိန်ဖြစ်ဖြစ်တာမန်အချိန်နေဖြစ်ဖြစ် စာကစားဘက်ကနေလေးချောင်းပုံချဲတာတွေရှိပါတယ်ဒါပေမဲ့လေးချောင်းကတိုင်လို့ထိခိုက်တံရရတဲ့ရဲဘော်တွေတော်တော်လေးနေပါပါတယ်လေးချောင်းကတိုင်လို့ရဲဘော်တွေကြရတယ်ဆိုတာတတိလက်လွတ်ဖြစ်နေတဲ့အချိန်ပြစ်တဲ့ရာခိုင်နှုန်းကလည်းအမြောင်အခြားလက်နက်တွေနဲ့စာရင်ထိခိုက်မှုအတော်နေတယ်လို့သိရပါတယ်ပြီးတော့အစောပိုင်းကာလနဲ့စာရင်မြေပြင်ကစစ်တိုင်နေတဲ့တော်လိုင်းရဲဘော်တွေအနေနဲ့လင်းရင်ကိုမကြောက်ပါဘူးမကြောက်လို့ပဲစခန်းနေတဲ့မြို့တွေတိမ်လုံနေတာပေါ့စစ်ကောင်စီဘက်ကလည်းဒီအခြေအနေကိုသိပါတယ်ငါတို့လေးချောင်းတိုက်ခိုက်နေတဲ့ကြားကငါတို့စခန်းတွေလာသိနေငါတို့မြို့တွေလာသိနေ ငါတို့လီရင်ကမထီရောက်ဘူးလားလို့တော့သူတို့ဘက်ကမေကွန်းထုံနိုင်ပါတယ်။ဥပမာရွှေကျင်မြို့နယ်ကခမာယာ998စကန်သိန်းတိုက်ပွဲဆိုရင်ရဲဘော်တယောက်ကိုအင်တာဗျူးထားတာကြည့်မိတယ်။တနိုင်ငံလုံးကလီရင်နေစုပြီးလာပစ်သလားမှတ်ရတယ်ဆိုပြီးမှတ်ချက်ပေးထားတာတွေ့ရတယ်။ဒီလောက်လီရင်နေတစ်နေ့လုံးပြစ်နေတဲ့ခြားကခမာယာ998ကို PDF တွေသိမ်းလိုက်နိုင်တာတွေ့ရတယ်။ဒါဆိုရင်စားကားစားရဲ့ဗျူဟာကဘာလဲဆိုတော့အရက်သားတွေကိုပြစ်မှတ်ထားတာပါတရင်တွေဖက်ကြည့်ပါ။လေချောင်းကတိုက်လို့ထိခိုက်မှုတွေများတာအရက်သားတွေပါရှိရွက်ချက်အများကြီးရှိပါတယ်။ င်းတကာကိုအရက်သားတွေပြစ်မှတ်ထားပြီးစကားစဘက်ကလေကြောင်းတိုက်ခိုက်တာဖြစ်တဲ့ဒါဆိုရင်ရည်ရွယ်ချက်ကဘာလဲပထမချက်တော်လိုင်းအစိုးရ NUG နဲ့ပြည်သူဒါမှမဟုတ်တော်လိုင်းတပ်ဖွဲ့တွေကိုသွေးခွဲကျင်တာပါသူတို့လိုချင်တာဘုံတခါလာကျဲတိုင်းဗေမလင်း NUG ရဲ့လင်းရင်ပြစ်ဆိုပြီးမေကွန်းထုတ်ကျင်တာပါ ဒီ project ကငွေတွေလည်းပြည်သူကားကွယ်တပ်ဖွဲ့တွေအတွက်အသုံးချနေကြတာပါပဲ။ဥပမာ ပြန်နေတဲ့လင်းကိုပြစ်ချဖို့ F and 6ကိုလက်နက်တွေဝယ်ယူဖို့ခက်ခဲတာလည်းရှိတယ်။ဒီနေရာမှာ short tight တုံးနဲ့အစားထိုးပြီးလေတပ်တွေကိုပြစ်ခတ်တဲ့ mission တွေအများကြီးပါ။ထိရောက်မှုလည်းအထိုင်လျောက်ရှိခဲ့ပါတယ်။ပြီးတော့အေးအေးလိုလင်းရင်ပြည့်ရှိတဲ့တပ်ဖွဲ့တွေတောင်တင်ပိုက်ထားတယ်။ရခိုင်ပြည်နယ်တစ်ခုလုံးခြုံငုံမိအောင်လေးချောင်းရံကားကွယ်ရေးတွေမလုပ်နိုင်သေးပါဘူး။အခုရက်ထဲပဲရေတိတောင်ဘက်မှာစကားစနဲ့ဘုံကျဲလိုအရက်သားတွေထိခိုက်တင်းဆုံမှုတွေရှိခဲ့ပါတယ်။အဓိကပြောလိုတာကစကားစရဲ့ ီရွယ်ချင်းရှိရင်လှုပ်ဆောင်မှုတွေကသွေးမကွဲဖို့ပါ။လေကြောင်းတိုက်ခိုက်မှုဆိုတာနိုင်ငံတော်အစဉ်လေကြောင်းရန်ကာကွယ်တပ်ရှိတဲ့ပါကစ္စတန်နောက်အိန္ဒိယတိုက်လေယာဉ်တွေဝင်တိုက်တာခံရပါသေးတယ်ဆိုတော့စာကာစာရဲ့ပထမရည်ရွယ်ချက်ကိုနားလည်ဖို့လိုပါတယ်။ ဒုတိယချက်ကလွတ်မြောက်နေမြေမှာပြည်သူတွေနေလို့မရအောင်စခါစပတ်ကဖန်တီးတာပါတချို့လွတ်မြောက်နေမြေမှာနေဖို့စဉ်းစားရင်တောင်းနေချောင်းကပုံကျင်းမှာကြောက်တဲ့အတွက်အများစုကမနေရကြပါဘူးဒါအိုတီးတဲ့စင်ယုံစုက PDF ရှိတဲ့နေမြေနဲ့စစ်တပ်အုပ်ချုပ်တဲ့နေမြေဘဲတိတာအေဂျင်လဲဆိုတာမျိုးမေးခွန်းထုတ်တတ်ကြပါသေးတယ်လွတ်မြောက်နေမြေမှာလေချောင်းပုံကျဲပြီးပြည်သူတွေနေလို့မရအောင်ဖန်တီးတဲ့ဒုတိယရည်ရွယ်ချက်ပါပြည်သူမရှိရင် PDF ဆိုတာဆက်ပြီးရက်တီလို့မရဘူးလို့စခါစပတ်ကတွက်ဆထားဟန်တူပါတယ် တတိယချက်ကစားကားစနေနဲ့အခုချိန်မှာသူ့အတွက်မြေပြင်တက်တွေကအရန်အင်အားကြီးနေနေပါပြီ။ဒီတော့အင်အားအခုထပ်ပိုးပြီးမပြုံးတီအောင်လေးချောင်းကနေဂျိုတင်ပြီးဘုံကျဲတာပါ။တော်လိုင်းတက်ဖွဲ့တွေပြည်သူတွေကဘုံကျဲမှုကြောင့်ဆုံးမသွားသူတွေနဲ့အလုရှုံနေချိန်မှာသူတို့အတွက်အသက်ရှူချိန်ရဖို့တမင်ဖန်တီးတာဖြစ်ပါတယ်။ဒီလိုရက်တွေကိုစားကားစဘက်ကရွေးကပွဲမဖြစ်ခင်အချိန်ထိလုံနေအောင်မှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့လေးချောင်းတိုက်ခိုက်လို့တပင်းရင်ဖြစ်စဉ်လို့လွန်လွန်ကျူးကျူးဖြစ်သွားရင်အုပ်စုလိုက်ဝိုင်းလင်ကြမှာဖြစ်ပါတယ်။လက်ရှိ ASEAN ဆိုတာကရော ICC ဆိုတာကရော ွန်းအာနာသိန်းလေးနှစ်အတွင်းဘာမှလုပ်ပြနိုင်တာမရှိသေးပါဘူးဗစီကြီးအနံ့ပါလက်ရက်ကုန်းအခုတပင်းရင်ဖြစ်စဉ်တွေကခိုင်လုံတဲ့တက်တွေပါဒီထက်ပိုပြီးတက်တွေခိုင်မအောင်ကြည်သူဖက်နှစ်ယောက်တည်ပြရမလဲမိကွန်းထုတ်ရအောင်ကလည်းအာဆီယံဆိုတာဘာမှအတုံးမွေနဲ့အဖွဲ့အစည်းတစ်ခုမှဘာမှမမျောလင့်ပါနဲ့ဒါကြောင့်မဲဆေးအုပ်စုကထင်းတိုင်းကျင်းနေတာပါဆိုတော့အချက်ကပြောတဲ့အချက်တွေကစကားဆိုင်ရင်လီချောင်းဘုံကျင်းရတဲ့ရှိရွက်ချက်နဲ့လှုပ်ဆောင်မှုတွေပဲဖြစ်တဲ့ကျွန်တော်တို့ကတော့ဘာဆက်လုပ်ကြမလဲပြန်နေတဲ့လီရင်ကိုနှောက်ရက်ဖို့မလွယ်ဘူးမလားရထားတဲ့လီဒတ်တွေကို short တိုင်းတုံး နဲ့ပြည့်မထီရောက်ဘူးမလားတနိုင်ငံလုံးမှာလီတာ20ဝန်းကျင်ပဲရှိရင်လီတာပတ်ချာလဲမှာကင်းထောင်လူငယ်တွေထားဖို့လိုတယ်လီတာကမိသားစုအဝင်ထွက်တွေရှိတယ်အနည်းဆုံးလီတာမိသားစုတွေစားဖို့ရိတ်ခါတော့ထွက်ဝဲမှာပဲဒါရီကိုထောင်လန်းပြီးအချက်လက်စုဆောင်းဖို့လိုပါတယ်ပြီးရင်တော့မျိုးပြ UG တွေ PDF တွေဘက်ကဆက်ပြီးလှုပ်ရှားလို့ရပါပြီ ပိုင်းလော်တွေဆိုတာကလည်းသူမိသားစုထိမှနာတတ်တာပါ မျိုးပြမှာလှုပ်ရှားရတာမလွယ်ပါဘူးခံမှန်းလဲတည်ပါတယ်မိရင်တက်ခံရမှာလဲတည်ရဲဒါပေမဲ့ကျွန်တော်တို့တံပြန်တုံပြန်ရမှာပါဖြီသူဘက်ကလည်းပါဝင်ဖို့လိုတယ်ဒီပွဲက ICC နဲ့အရေးမယူပါဘူးအာဆီယံဆိုတာလည်းဘာမှမသိပါကိုရိုင်းတရခံဖမ်းမိကိုရိုင်းအရေးယူရမယ့်ပွဲပါဒီချိန်ကျလေတက်ပိုင်းလော်ရီတကောင်းမှမလွတ်ဖို့လိုပါတယ်လို့ဆိုပါတယ် နောက်ထပ်တစ်ပုတ်အနည်းနဲ့ချင်းညီနောင်တပ်ဖွဲ့ထိန်းချုပ်ထားတဲ့မြို့တွေမှာအုပ်ချုပ်ရေးရန်တရားစတင်နေကြောင်းတင်ဆက်ပေးပါမယ်။မြို့နယ်ခရိုင်စင်အုပ်ချုပ်ရေးတွေပေါ်ပေါက်လာဖို့ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ချင်းပြည်တွင်ချင်းညီနောင်တပ်ဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့မြို့နယ်ချင်းရွာတွေမှာအုပ်ချုပ်ရေးရန်တရားကိုစနစ်တကျဖြစ်ဖို့စတင်ဆောင်ရွက်နေပြီလို့ချင်းညီနောင်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူဆက်လိုက်တင်မီကပြောပါတယ်။ လက်ရှိမှာချင်းညီနောင်တပ်ဖွဲ့တွေနဲ့တိမ့်ပိုက်ထိန်းချုပ်ထားတဲ့မတူပီမင်းတက်ကမ်ပလက်ကျင်းတွင်ဖလန်းမျိုးတွေမှာအုတ်ချုံရင်ရန်တရားကိုစတင်ဆောင်ရွက်နေပြီးစနစ်တကျဖြစ်ဖို့လှုံ့ဆော်နေရလို့ဆိုပါတယ်။အရင်တုန်းကကျွန်တော်တို့အုတ်ချုံရင်ဖွင့်သလားဆိုဖွဲ့ပါတယ်။ပြည်သူဝန်ဆောင်မှုလှုပ်သလားဆိုလှုပ်တယ်။ဒါပေမဲ့အကန့်အသတ်တစ်ခုအောင်မှလုံရတယ်။အခုချိန်မှာကျွန်တော်တို့မြေတွေအကုန်လုံးကိုကျွန်တော်တို့လက်ထက်မှရောက်တယ်။ စားကားစားဆင်းအုပ်စုလည်းလုံးဝခင်းစင်သွားပြီကျွန်တော်တို့ကအုပ်ချုပ်ရေးကိုစပြီးတော့တမျိုးနယ်လုံးလွှမ်းခြုံတဲ့အုပ်ချုပ်ရေးကိုအကောင့်ထဲပေါ်လှုပ်ဆောင်ဖို့အတွက်လှုပ်ဆောင်နေတဲ့အချိန်ကာလဖြစ်တယ်လို့စလိုင်းတီမီကဆိုပါတယ်အဆိုပါမြို့ရွာများအတွင်း2021ခုနှစ်2022ခုနှစ်ကာလတွေမှာဆင်းအုပ်စုတပ်ဖွဲ့တွေရှိနေစေဖြစ်တာမို့တော်လိုင်းအင်အားစုတွေအနေနဲ့အုပ်ချုပ်ရေးရန်တရားကိုအပြည့်အဝမဆောင်ရွက်နိုင်ဘဲအကန့်အသတ်နဲ့သာဆောင်ရွက်ခဲ့ရပြီးဆင်းအုပ်စုလုံးဝခင်းစင်သွားတဲ့2024-2025ခုနှစ်ဒီမှာသာအုပ်ချုပ်ရေးရန်တရားကိုအပြည့်အဝဆောင်ရွက်လာနိုင်ခဲ့တာမျိုးဖြစ်ပါတယ်ကျွန်တော်တို့ထိန်းချုပ်ထားတဲ့ ဲ့နေမြေတွေကအမျိုးမျိုးတော့ရှိတာပေါ့2021 22 23 24 25အဲ့ဒီချိန်ကာလအတွင်းမှာမတူညီနိုင်ဘူးဥပမာအနေနဲ့2021မှာကျွန်တော်တို့ထိန်းချုပ်နေမြေကကျင်းကျင်းလေး2022 2023မှာဆိုကျွန်တော်တို့နေမြေကပိုပြီးတော့ကြီးမားလာတယ်2024 2025မှာကျွန်တော်တို့ကမျိုးတွေပါတိန်းလာနိုင်တယ်မင်းတန်ရောကံပတ်လက်ရောမတူဘီရောကျင်းတွင်းရောဖလန်းရောအများကြီးနေမြေတွေစပြီးတော့စားကစားစင်အောင်စုခင်းစင်အောင်တိန်းလာတဲ့ခါမှာတုံမျိုးနယ်လုံးလွမ်းချုံနေအုပ်ချုပ်ရေးကိုလှုပ်ဆောင်လာနိုင်တဲ့အချိန်ကာလဖြစ်တယ်လို့စလိုင်းတီမီကပြောပါတယ်ဒီလိုအ ုပ်ချုပ်ရေးရန်တရားကိုဖော်ဆောင်ရမှာမြို့နယ်အစဉ်အုပ်ချုပ်ရေးခရိုင်အစဉ်အုပ်ချုပ်ရေးတွေထားရှိပြီးချင်းညီနောင်တပ်ဖွဲ့ထိန်းချုပ်ထားတဲ့နေမြေတွေမှာအကောင့်ထေဖော်ဆောင်ရွက်သွားမှာဖြစ်ပြီးအဖွဲ့ဝင်အားလုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်မြို့နယ်ကနေတစင်ခရိုင်ခရိုင်ကနေတစင်အထူးသဖြင့်ချင်းညီနောင်ထိန်းချုပ်တဲ့နေမြေမှာအားလုံးပူးပေါင်းပြီးမှဘလို့ပုံစံမျိုးနဲ့ဆောင်ရွက်မယ်ဆိုတာဖော်ဆောင်နေတဲ့အချိန်ကာလလေးဖြစ်တယ်လို့ဆလိုင်းတီမီကဆိုပါတယ် ဒါအပြင်ချင်းညောင်တပ်ဖွဲ့ဝင်တွေအနေနဲ့ချင်းပြည်နဲ့ချင်းတမျိုးသားလုံးကိုအကာအကွယ်ပေးနိုင်ဖို့ချင်းလင်ခိုင်မာရေးတက်မတော့ Standard Army တင်ရရှိပြီးစစ်ရေးနိုင်ငံရေးလူမှုစီးပွားရေးဆောင်ရွက်နိုင်ဖို့မူဝါဒတွေရေးဆွဲအကောင့်ထဲဖော်ဖို့ဆောင်ရွက်နေတယ်လို့ချင်းညောင်တပ်ဖွဲ့ကမေလ10ရက်ကထုတ်ပြန်ထားပါတယ်။ချင်းပြည်နယ်မှာတော့ချင်းညောင်တပ်ဖွဲ့ထိန်းချုပ်နေမျိုးတွေမှာစာတင်ကြောင်းပေါင်း135ကျောင်းဖွင့်နေထားပြီးကျောင်းသားကျောင်းသူပေါင်း6000ကျော်ကိုပညာသင်ကြားပေးနေတယ်လို့စေယုံပေါင်း15ခုမှာဆရာဝန်20၊သူနာပြု228ဦး၊အထွေထွေကျန်းမာရေးဝန်ထမ်း900ခန့်နဲ့ပညာရေးကျန်းမာရေးဝန်ဆောင်မှု ပေးနေရလို့ချင်းညီနောင်တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ချင်းပြည်နယ်အတွင်းမှာချင်းတော်လိုင်းတပ်တွေကဖလန်းမင်းတပ်ကံပတ်လက်မတူပြီးတွန်းဆန်ကြီကာရီကော်တာလိုင်လင်ပြီးကျင်းတွေမကွီးအိမ်နုနာရင်ရေစွာဝေပူလာစူးခွာမျိုးတွေကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီးပလန်ဝါမျိုးနဲ့စမီမျိုးတွေကိုတော့အရခတ်တက်တော်အင်းကတိမ့်ပိုက်ထိန်းချုပ်ထားပါတယ်။လက်ရှိချိန်မှာတော့ဟာကာတန်တလန်ခိုင်တန်းတီးတိမ်မျိုးလေးခုမှသာဆဲအုပ်စုစကန်းနေရှိနေတာဖြစ်ပြီးချင်းပြည်နယ်တဝန်းဆဲအုပ်စုကင်းစင်ရဲ့အမြန်ဆုံးလှုပ်ဆောင်သွားမယ်လို့ချင်းပြည်တော်လိုင်းအဖွဲ့တွေကထုတ်ပေါ်ပြောဆိုပါတယ်။ချင်းညီနောင်တပ်ဖွဲ့အဖြစ် ချင်းကာကွယ်မင်တက် CDF မင်တက်ချင်းမျိုးသား Zoomi Federal အစည်းအရုံး ZFU PDS ဇွန်လန်ချင်းကာကွယ်တပ်ကံပလတ် CDF ကံပလတ်ချင်းကာကွယ်တပ်မတူပြီးတမဟာတင်းနဲ့မရနေမီအုပ်ချုပ်ရေးကောင်စီ MTC MDF အဖွဲ့တွေပူးပေါင်းဖွဲ့စည်းထားတာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်